Joshua Broom ရဲ့ဘဝဆက်ကြောင်းဟာအရွယ်ရောက်ညဉ့်ဉန်းဗီဒီယိုလောကကနေတာသနာပေါင်ကိုကူးပြောင်းလာတဲ့ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်။သူ့ဘဝခရီးကိုအချင်းချုပ်ပြောရရင်ငယ်ဘဝနဲ့အလုပ်ကတော့ Joshua Broom အရင်က Rockery အဖြစ်လူတည်များသူဟာညဉ့်ဉန်းရုပ်ရှင်တရုပ်ဆောင်အဖြစ်နှစ်အတော်ကြာအောင်လုပ်ကင်ခဲ့သူပါ15နှစ်အရွယ်မှာသူဟာ model အလုပ်ကိုလိုက်စားခဲ့ပြီးအရွယ်ရောက်တဲ့အခါမှာတော့တရုပ်ဆောင်ဖြစ်ဖို့ Los Angeles ကိုပြောင်းရွှေ့ခဲ့တယ်။ အဲ့ဒီမှာညဉ့်ညံ့ရုပ်ရှင်တရုပ်ဆောင်အလုပ်ကိုကမ်းလှမ်းခံရပြီးရိုက်ကူးမှုတွေကိုစတင်လုပ်ကိုင်ခဲ့ပါတယ်ဒီလောကထဲမှာသူကြုံတွေ့ခဲ့ရတဲ့အမှောင်ကျမ်းတွေကသူ့ကိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့အတိတ်ပဲရှာဖွေမှုတွေစီးဥတီစေခဲ့ပါတယ်သူ့အလုပ်ကိုင်ရဲ့လူကုန်တိတ်ခါကိုထိခိုက်စေတဲ့အချက်တွေကိုသူပွန့်ပွန့်လင်းလင်းပြောပြဖူးပါတယ်ဘဝပြောင်းလဲမှုနဲ့ယုံကြည်ခြင်းကတော့သူ့ဘဝရဲ့အရေးပါတဲ့အချက်ကသူ့ဇနီးယောက်နဲ့တွေ့ဆုံခြင်းကနေစတင်ခဲ့တာပါ သူမရဲ့ဩဇာကြောင့်ခရစ်ယာန်ဘာသာကိုစတင်လေ့လာခဲ့ပါတယ်။ဝိညာဉ်ရေးရာပြောင်းလဲမှုတွေကြုံတွေ့ပြီးနောက်ဉာဏ်ဉာဏ်ရုပ်ရှင်လောကကနေထွက်ခွာလာခဲ့ပါတယ်။သူ့ရဲ့ယုံကြည်ခြင်းကနေသူ့ကိုအားနည်းချက်တွေနဲ့မျှော်လင့်ချက်ကင်းမဲ့မှုတွေကနေလွတ်မြောက်စေတယ်လို့သူပြောပါတယ်။တာသနာနဲ့အသိပညာပေးလှူရှားမှုကတော့အခုခါမှာဂျော့ရှုဘရုန်းဟာတင်းအုပ်ဆရာတဦးဖြစ်ပြီး Share the King ရဲ့မဟာဗျူဟာအကြီးအကဲလေးဖြစ်ပါတယ်။ သူဘဝအတွေ့အကြုံတွေကိုမျှဝေပြီးအခြားသူတွေကိုကူညီဖို့ဘဝကိုအနှင်းထားပါတယ်။ညဉ့်ဉန်းရုပ်ပုံစာပေရဲ့စိုးကျိုးတွေကိုပြောပြပြီးပြင်းပြင်းထန်ထန်ကန့်ကွက်သူတဦးဖြစ်ပါတယ်။ Christian Podcast Counterfeit Culture ကိုတင်ဆက်ပြီးလူတွေကိုညဉ့်ဉန်းရုပ်ပုံစာပေရဲ့အနေအရတွေကိုတတိပေးတင်ဆက်နေပါတယ်။သူ့ဇနီးဟုတ်တဲ့အတူ Finding Hope ဆိုတဲ့အကျိုးမြတ်မယူတဲ့အဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ ညဉ့်ဉန်းရုပ်ပုံစာပေရဲ့အနေရီနဲ့ကဲတင်ချင်းတကူတွေကိုဖရာเจ้าတွေနဲ့အဖွဲ့အစည်းတွေမှာဟောပြောပြီးတက်ကြွစွာလှုပ်ရှားနေပါတယ်။အဓိကအကြောင်းအရာများကတော့သူဇလန်ကလူတွေဟာကဲတင်ချင်းနဲ့ပြောင်းလဲမှုတွေရနိုင်တယ်ဆိုတာကိုမိမောင်းထုတ်ပြနေပါတယ်။ညဉ့်ဉန်းရုပ်ပုံစာပေရဲ့ပြဿနာနဲ့လူအဖွဲ့အစည်းပေါ်တက်ရောက်မှုတွေကိုကင်တွယ်ဖြေရှင်းဖို့အရေးကြီးကြောင်းသူလေးထားပြောပါတယ်။ သူကိုတွေ့တွေ့ကြုံတွေကိုမျှဝေပြီးအလားတူပြဿနာတွေနဲ့ရုန်းကန်နေရသူတွေကိုမျှော်လင့်ချက်နဲ့လမ်းညွှန်မှုတွေပေးနေပါတယ်။ Joshua Brown ရဲ့ဘဝခရီးဟာလူတွေဘဝမှာရည်ရွယ်ချက်အစ်စ်တွေနဲ့ဥတီချက်အစ်စ်တွေကိုရှာဖွေနိုင်တယ်ဆိုတာကိုပြသနေတဲ့စံနမူနာတစ်ခုပါပဲ။